အလုံးကိုနားထောင်စေခြင်းနဲ့အရန်ကောင်းတဲ့စာစုလေးပါတကယ်လို့ကိုကိုအဖော်ပြပေးသူမရှိတဲ့အခါတယောက်တည်းတခြင်းနားထောင်ပါစာဖတ်ပါစာရေးပါဒါကကောင်းတဲ့အကျင့်ဖြစ်ပါတယ်နေတကယ်လို့တယောက်တည်းအထီးကျန်ဝမ်းနေတဲ့အခါကြောင်းတနေရာမှာဒါမှမဟုတ်အခန်းထဲမှာဆောင်းကောင်းပြီးထုံပြီးတော့ငိုလိုက်ပါတခြားသူရဲ့နှစ်သိမ့်မှုတွေမလိုပါဘူးငိုပြရနဲ့စိတ်တွေလန်းဆန်းလာလိမ့်မယ်၃စိတ်ထိခိုက်တဲ့အခါယုံကြည်ရတဲ့တငယ်ချင်းကိုရှင်းဖွင့်ပါ တယောက်ထဲစိတ်ညစ်စရာတွေကိုရှင်မာတိုးဝက်ထားရင်ကုကုကိုပို့ပြီးတော့စိတ်ထိခိုက်စေပါတယ်။လေးမပျော်ရွှင်တဲ့အချိန်မှာကောင်းကင်ပြားကိုမောကြည့်ပါ။ဂျယ်ရီကိုရှေ့တက်ပါ။အပျော်ကျယ်တဲ့ကောင်းကင်မှာကိုယ်နဲ့သက်ဆိုင်တဲ့အချစ်တစ်ခုရှိလိမ့်မယ်။ငါမဆိုးဘူးဆိုပြီးတော့ကုကုကိုယုံကြည်မှုတစ်ခုတော့ပေးပါ။ငါမိသားစုအပါဝင်ကိုနှစ်သက်တဲ့သူရဲ့မွေးနေ့ကိုမှတ်ထားပါ။ကိုမွေးနေ့ကိုလည်းမှတ်ထားပါ မွေးနေ့မှာလက်ဆောင်ပေးသူမရှိရင်ဝမ်းမနေပါနဲ့။လှပါတဲ့လက်ဆောင်တွေဝယ်ပြီးတော့အဖေအမေကိုပေးနိုင်ပါတယ်။6အလချိန်မှာညင်ညောင်းတဲ့တချင်လေးတွေကိုနားထောင်ပါစာကောင်းတာလေးတွေရှာဖတ်ပါခဏတာအိပ်ဆက်ပါခနဲ့အခုချိန်ကစပြီးတော့ထက်မြက်တူဖြစ်ပါစေငါ့ကိုလွမ်းလာချစ်လာလို့တစ်ဖက်သားကိုတော့မမေ့ပါနဲ့တကယ်လို့ तू လွမ်းရင် तू ချစ်ရင် तू ဖာတာ तू ပြောလိမ့်မယ်ကိုတော်မေးနေရင် तू ဘဝမြင့်သွားလိမ့်မယ်ရှေ့ ကိစ္စတချို့လူတချို့ကြောင့်ကိုယ့်ကိုတိတ်ပြီးတော့မရက်ဆက်မိစေနဲ့ဥပမာ ထမင်းမစတာငိုရာအခန့်အောင်တာစိတ်နှောက်ရှက်ဖြစ်တာဒါရိတ်ကလူနှုံလူအားတွေလုတ်တဲ့အလုပ်ဖြစ်ပါတယ်တခါတလေမှနှုံအတာပဲကိုဘလို့အကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ်သူတပါနောက်ွယ်မှာသူမကောင်းချောင်းကိုမပြောပါနဲ့ပြောခန့်ရင်လဲကောင်းချောင်းပဲပြောပါ မိတ်ဆွေတူပိုရာကရန်သူတယောက်တိုးတာထက်ပိုကောင်းပါတယ်။တဆယ်ပြောစရာရှိပြောမယ်ဆိုလဲအရင်ဒီဆုံးတငယ်ချင်းရှိဖြစ်ရမယ်။ပြောချင်တာပြောပြီးရင်ကိုကိုစဉ်းညစ်စေတဲ့အရာတွေကိုမေ့ပြစ်နိုင်ရမယ်။စတေအတက်နိုင်ဆုံးလူတွေနဲ့မငြိခုမှီအောင်လို့ကြိုးစားပါ။ဒေါ်သာထွနေသူတယောက်ကကုတ်ခန့်စားချက်ကိုမထိနိုင်တဲ့အယူတယောက်နဲ့တူပြီးတော့အရန်ကိုကြောက်ဖို့ကောင်းပါတယ်။ဒါကြောင့်တိခန့်ပြီးတော့ပြဿနာရင်းမြစ်ကိုချပါ။စိတ်တွေတည်ငြိမ်မှ ဖြေရှင်းပါ။